င်းကျင်းလုပ်ပေးမဲ့အကြောင်းအရာကတော့ဒီ healing recovery ဆိုတဲ့ကောင်းမြောက်ကဘုရားကျွန်တော်တို့ cannabis အပင်လေးမှာဖြစ်တတ်တဲ့ပြဿနာကတော့ဒီ pH မငြိမ်တာကျွန်တော်သုံးထားတဲ့ရေမကောင်းတာဒီသုံးထားတဲ့ medium မကောင်းတာကြောင့်ဖြစ်တဲ့အမှား pH ကမငြိမ်မဲနဲ့ဒီစားခဲ့တဲ့ပြဿနာဖြစ်တတ်တယ်နော်အဲဒီပြဿနာနဲ့ပတ်သက်ပြီးကျွန်တော်ဘယ်လိုမျိုး healing လုပ်မလဲဘယ်လိုမျိုး recovery ပြန်လုပ်မလဲဆိုတဲ့အကြောင်းအရာကို share လုပ်ပေးမှာဖြစ်တယ်အဲကျွန်တော်တို့ပင်လေးတွေကဒီ အတန်းနဲ့ရေလောင်းပြီးရောနော်တခါကြလို့ကျွန်တော်ဒီတန်းကိုမတုံးမိတာပြီးတော့တုံးထားတဲ့မြေကြီးတွေကိုကိုးရေရေသေးမကောင်းတာနဲ့ဒီအားသေးရေသေးမကောင်းတာကြောင့်ကျွန်တော်တို့ pH အချင်းအငန်တဲ့မမျှပဲနဲ့အပြင်အားသေးမစားနိုင်တဲ့အခါကျရင်ဒီဓာတ်မြေဩဇာ log ဖြစ်တဲ့ပြဿနာရှိရတယ်နော်အဲ့ဒီအခါကျရင်ကျွန်တော်တို့အပြင်ကဒီအပြင်ကြီးွားမှုစက်တက်ပြီးတော့အပြင်ကအားသေးကောင်းကောင်းမစားနိုင်ရင်အားသေးလိုတဲ့ပုံစံပြတာအားသေးလောင်တဲ့လက္ခဏာပြရတယ်နော် ခါကျတော့ကျွန်တော်တို့ပြည့်ရဘန်းနဲ့အဲပြီးတော့ဒီပြည့်ရဖွင့်စာတွေချက်တယ်နော်အဲဒီခါကျရင်ကျွန်တော်တို့ဟိုဘယ်လိုမျိုးခီးလင်းလုပ်မလဲဘယ်လိုမျိုးလုပ်တာပါပြန်လုပ်မလဲဒီအကြောင်းအရာဖြစ်ပါလေနောက်သုံးထားတဲ့ growing media ကပုံတံမုံသုံးထားတဲ့ဆိုလို့ရှိရင်လည်းကျွန်တော်ရေလောင်းတဲ့အချိန်မမှန်တာရေရမ်းခြောက်သွားတဲ့အခါကျလို့ဒီအချိန်မှာဒီဓာတ်မြေဩဇာကြီးကစာပုံတော်ကဲအနေနဲ့ပြုပုံသွားပြီးတော့ဒီ soft base ဖြစ်တယ်နော်အဲ့ဒီခါကျရင်ကျွန်တော်ဒီကြေတနာကြီးတက်တက်တဲ့ ဲ့လိုမျိုးလက္ခဏာတွေပြလာတဲ့ခါကျရင်ကျွန်တော်တို့မဖူးတာပဲနဲ့တိုင်းပဲပုံမှန်တိုင်းပြီးရင်မစစ်ပဲနဲ့ရေဆက်လောင်းနေမှာဆိုရင်အပင်တည်ရည်ဖြစ်နိုင်တယ်ဆိုတော့အဲကြောင့်အချိန်ပြီးတစ်ဆင့်ချင်းပြီးယူဒီဇိုင်းနဲ့ပူတာရဲဆိုလို့ရှိရင်တော့ကျွန်တော်တို့အပင်ဟာပြန်လဲကျန်မှာထွက်လာလာတယ်ကာကွယ်ခြင်းထက်ကျွန်တော်ကူတာခြင်းကပိုကောင်းတယ်ဆိုတဲ့တရားအတိုင်းအဲ့လိုပြဿနာတွေဖြစ်အောင်ကျွန်တော်တို့ကဒီအာဝဝါဒတွေဟိုရေတက်ကိုအသုံးပြုတာဒါမှမဟုတ်ကျွန်တော်ရေကို ဖီလ်တာတွေခံပြီးတော့ဒီမလိုအပ်တဲ့တက်တူတက်တွေမပါဘဲနဲ့တန်ရှင်းတဲ့ရေကိုလုပ်ပြီးပါပါမယ်။ရေကြီးလို့မဟုတ်ဘူး။ဘုံဘုံလည်းကျွန်တော်စိုက်ပြီးရေရွေးချယ်တဲ့အခါမှာလည်းရေသွေးကောင်းပြီးတော့ဒေချာတန်းစင်ထားတဲ့ပစ္စည်းကိုကျွန်တော်ရွေးချယ်ပြီးတော့လုပ်ပြီးပါပါမယ်။တော့ရေကြီးဆုံးအနေနဲ့ကျွန်တော်အာဒီလောင်းတဲ့အခါအာဒီလောင်းတဲ့အခါတိုင်းကျွန်တော်ထွေးလိုက်တဲ့ကြီးရဲ့ pH level, EC level အဲဒီအရာတွေကိုချိန်ညှိပြီးတော့စစ်ဆေးပေးဖို့လိုပါတယ်။ ီးတော့၃ရက်ချာတစ်ခါပေါ့နော်ဒီလိုစစ်စစ်ရဲ့အခါမှာလည်း၃ရက်ချာတစ်ခါသို့မဟုတ်တစ်ပတ်တစ်ခါလောက်ကိုကျွန်တော်နောင်ပြီးတော့ပြန်ထွက်လာရည်ပေါ့နော် BH7 ရဲ့တော့ဒီ EC ရဲ့ Wind Door ရဲ့ Wave ဘယ်မှာရှိမှုဆိုတာစစ်စစ်ရမယ်အဲ Run on ကိုစစ်တယ်လို့ပြောတယ်နော်ကျွန်တော်လောင်းလိုက်တဲ့ရေကိုကျွန်တော် rain water လို့ခေါ်ပြီးတော့ဒီပြန်ပက်လာတဲ့ရေကိုတော့ rain water လို့ခေါ်တယ်။ကျွန်တော်ကျွန်တော် plain water နဲ့ပဲဖြစ်ဖြစ်ဒီ sediment နဲ့ပဲဖြစ်ဖြစ်ကျွန်တော်ဒီ presentation လုပ်ပြရမယ်နော်ဒီအားဒီလောင်းနဲ့ပြဿနာကြီးတက်လာပြီဒီအားဒီကောင်းကောင်းမသားတဲ့ပြဿနာကြီးတက်လာပြီကျွန်တော် pH ကလည်းလိုအပ်တဲ့ range တစ်ပင်မှမရှိဘူးဆိုလို့ရှိရင်ကျွန်တော်တို့ဒီ game water ကြီးဒီ plain water ကြီးတုံးပြီးတော့ကျွန်တော်ရေကို flushing လုပ်တယ်ဟိုချိန်ချထားလို့ရပါတယ်အချိန်ချမယ်ကြီးတော့ကျွန်တော် pH level ကို6.0ရောက်အောင်ချိန်ကြီးပြီးတော့ကျွန်တော်ဖြည်းဖြည်းချင်းတောက်ထားရမယ်နော်ရေလောင်းတဲ့ပမာဏကတော့ ကျွန်တော်တို့အသုံးပြုထားတဲ့ဦးစရဲ့နှစ်စသို့မဟုတ်သုံးစအပြည့်အသုံးပြုပြီးလောင်းချပေးဖို့လိုပါတယ်။ဥပမာအနေနဲ့ကိုကသုံးကလည်းကိုသုံးထားရဆိုရင်ဟိုပြန်များက12လီတာရှိတဲ့အတွက်ကျွန်တော်24လီတာနေပြီးတော့36လီတာတွင်လောင်းချပေးဖို့လိုပါတယ်။အဲ theory ရပါတော့ theory ရတော့ဒီနှစ်စသို့မဟုတ်သုံးစရှိရဲ့ခြေနဲ့လောင်းချရမယ်ဆိုရင်လည်းကိုအခြေအနေပေါ်ကိုကြည့်ပြီးတော့ကျွန်တော်ပြန်ထွက်လာရဲ့ run of water ရဲ့ pH level 6.0ရောက်တဲ့ကျွန်တော်တို့ရောက်ချပြီးလို့ပဲကြားပါတယ် ကျွန်တော်တို့ကဒီမြေကြီးတုံးထားတယ်ဘောလို့မြေကြီးတုံးထားတယ်ဆိုလို့ရှိရင်တော့ဒီ plain water နဲ့ sea char လို့အစီအပြီးရဲ့ဘိုးဘိုးတုံးထားတယ်ဆိုလို့ရှိရင်တော့ဒီ camel water အသုံးပြုဖို့ဆိုကျွန်တော်တို့အကြံပေးကြတယ်လေဒီ camel water တုံးထားရရွက်ချက်ကဒီပြန်ပြီးတော့ recovery ဖြစ်တဲ့အချိန်မှာဘောလို့ dependency အားကြီးချုပ်တဲ့ဟာလက္ခဏာမဖြစ်အောင်ကျွန်တော်တုံးတာဘောလို့ဒီ dependency စိုင်းပြမှဒီ camel bound နောက်မှလိုက်ပြီးတော့ camel bound ထည့်လို့လည်းရတယ် ော့အားကြီးပြန်ပြီးလုပ်ရတယ်ပေါ့ဒါပေမဲ့တစ်ခါတည်းကျွန်တော်တို့ fashion လုပ်တဲ့အချိန်မှာ camera water နဲ့ down light တွေကိုပို့ပြီးတော့ဟိုစိတ်ချရတယ်ခင်ဗျာအခုလိုမျိုးကျွန်တော်ဒီ fashion လုပ်လိုက်တယ်စိတ်ချရတာဒီ growing media ကိုကျွန်တော်ဒီတစ်ဖက်ပေါ့နော် reset ပြန်ချလိုက်တာဖြစ်ပြီးတော့ကျွန်တော်တန်းစီပေါင်းပြီးလုပ်လိုက်ဖြစ်ပါတယ် growing media နဲ့မှကျွန်တော်စုပေါင်းနေတဲ့တန်းစီဥစ္စာတွေဒီ size size scale ပေါ့နော်ဒီ gauge မမျှတာကိုကျွန်တော်စိတ်ချတန်းစီပေးပြီးတော့ အပင်ကပြန်လဲကျမ်းမာလာတဲ့ဒီအားကြီးကိုဆိုတော့အစာကနေပြန်ကျွေးရတဲ့အခါကျရင်ပင်ကဒီတက်ခြင်းလက်ဆက်တဲ့အားကြီးကိုထိခြားပြန်ဆုပ်ယူပြီးစားနိုင်ဖို့အောက်ပူပြရဖြစ်တဲ့အတွက်ဒီပြန်ခြင်းလုပ်တဲ့အဆင့်ကြီးဟာအရေးကြီးပါတယ်။ဒီရေဆေးချပြီးရတဲ့အားကြီးအစာပြန်မပြေးခင်ကျွန်တော် growing media ပြန်ခြောက်တဲ့အထိနဲ့ကျွန်တော်စိတ်ချရှိနေစောက်ပြရမှာပေါ့။အပေါ်ရင်မျက်နှာပြင်ပြန်ခြောက်ပြီးဆိုတော့မှာ တော့အားကြီးရောအစားအနေပြန်ကျွေးပြီးတော့ရေပြန်လောင်းလို့ရပါလိမ့်ဒီအဆင်းကကျွန်တော်တို့ဒီရေများရေများပြီးတော့ဗောနော်အမြစ်ပုတ်တာကိုဟိုရှော့ချပေးနိုင်တယ်လို့အမြစ်တွေကောင်းကောင်းအသက်ရှူဖို့လည်းအထောက်ပံ့ပေးရောဗောနော်အဲ့တော့ကျွန်တော်တို့ရေ၆တဲ့ပြီးစောင့်ပြီးတော့မှအားကြီးအစားအနေပြန်ကျွေးရပါမယ်ဒီတော့ဂရင်းမင်းပီဂျန်ပေါ်ရ6ခုရတယ်ကျွန်တော်အားကြီးကိုစာနေပြန်ပြီးရရပါမယ်။အဲကျွန်တော်တို့ကတော့ဒီကေဝီအားကြီးကို တော့တူရဲ့ဒီ new year ရဲ့ main line ကနေဖြစ်တဲ့ဒီ forest and the forest နဲ့ဒီ main ရဲ့ဒီအစိမ့်ပိုင်းအားလုံးပြီးသွားဖို့ပြုတ်တဲ့ micro media တွေပေါ့ iron လို့ say လို့ copper လို့လည်းဒီ iron လည်းကျွန်တော်ပြည့်စုံပြီးပြီးတော့ဒီ wave media နဲ့မှာဒီ new year ဘိုးဘွားလုံးဆောင်ပြီးပြုတ်ပြီးလဲ tara နဲ့ဟိုအရေးကို oxygen ဟိုရည်ပြီးတော့အားကြီးဆုံးပြီးပေါ့ပေါ့ nghe biết cho mà gì cũng không phi để thì hầu chỉ người này cũng quê tôi vì là tôi đã rồi tôi kêu cái này em cần mà tôi sẽ tiền bạc à đi xa vì ông nhà chị mới rồi đi cả mà cái à đi về tôi tôi là tôi kêu về tôi 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 xa rồi anh sẽ à đi về tôi tôi thì lúc là còn mấy pi tha thì đi chơi về xem lại còn có xe buýt của anh ấy à đi ra uống mà đi này rồi thì ಒಂದು ಈ ಸಮಯ ಬಿ ಎಂ ಪಿ ಸಮಯ ಸಿ ಸಮಯ ಅದು ಕೂಡ ಸೇಗ ಯೋಸ ಪಿ ಉಂಟು ಇವತ್ತು ಬಿ ಹಾರಿ ಅಚ್ಚುಗೆ ತಗೊ ಎಲ್ಲ ಆಗು ಈಗ ಸ್ಯಾಮ್ ಜೋ ಬಿ ಎಂ ಪಿ ಆಗ್ಬೋದು ಅದು ಒಮ್ಮ ಬೇಗ ಈ ತಗೊ ಗುಜಾನ ಆಗಿದ್ದು ನಮ್ಮ ತನವ ಚೋಗೆ ತುಂಬ ನೆಟ್ಟು ತುಂಬ ಆಗಿದ್ದು ಈ ಶ ತಾಯಿ ಲೈಕ್ ಯು ಯಾವುದೇ ကျွန်တော်သင်ွေအားဒီအသုံးပြုပြီးတဲ့အချိန်မှာကျွန်တော်ဒီသေရောမဲ့အပြင်ကပို့ပြီးတော့ကြန့်ခိုင်ပြီးတော့ ဟိုဘောလို့အရွက်တိတိထွက်လာတယ်။တစ်ခါပြန်ပြီးတော့ကျွန်တော်တို့ဟိုကျမ်းမာရေပုံစံပြန်ပြီးတော့ပြင်ရတယ်ခင်ဗျာ။ ဘဝအချက်တွေကိုကျွန်တော်ဒီသင့်ခြင်းဒီလောက်ဆောင်နေတဲ့အချိန်နဲ့လောက်ဆောင်ပြီးတဲ့အချိန်မှာလည်းကျွန်တော်အပြင်ကျွန်တော်တင့်တော်တဲ့ပတ်ဝန်းကျင်အခုပါထားပါသေးတယ်။ဟောဒီ25 26ပေါ့နော်စူတိုင်းသားကိုလည်းခလစ်ဆယ်ဝန်းကျင်မှာထားပြီးရမယ်။အပြင်အတွက်တင့်တော်တဲ့အခုချိန်နဲ့စူတိုင်းသားရှိတဲ့နေရာမှာထားပြီးကြရသေးဟိုတခြားမလိုအပ်တဲ့ဆွတ်တွေပေါ့နော်ပတ်ဝန်းကျင်တော့ကျလာမယ့်ဆွတ်တွေကိုတော့ရှင်းချပြီးတော့ဟိုအားကြီးကိုပုံမှန်စားတာကိုထောက်ပြပေးပါမယ်။အပြင်နဲ့တင့်တော်တဲ့အခုချိန်နဲ့စူတိုင်းသား တွေ့မှာထားဖို့ကလည်းအများကြီးကြီးတဲ့အချက်ဖြစ်ပါတယ်။ဘူးလုံးကတော့သစင်ချင်းကြီးပေါ့နော်အလေးစိတ်ကြပြီးတော့၃ဘက်လောက်ကြာပြီးတော့ဘူးပဲကျန်နေရွက်တိတိရှိတော့တဲ့ဘူးအခြေအနေကနေပြီးတော့အပင်ကကျန်းမှတန်ကွမ်းနဲ့ပင်စီအကိုင်းခံရွက်တိတိကိုဝေးစတာနဲ့ပြန်ပြီးတော့ကျန်းမှလာပါလေ။ဒီအပင်နဲ့ပတ်သက်လို့ဒီ pH အခြေအနေမပြပဲနဲ့အာဒီတော့ပြတာရဲ့ဖြစ်ဖြစ် အပင်ရာကြီးသွားမှုပြတ်တက်ပြီးတော့ဆက်ဖြစ်နေတာဖြစ်ဖြစ်ဒီလိုမျိုးပြဿနာတွေတက်ကြတော့ကျွန်တော်စိုက်ပျိုးရေးကြီးနေတယ်ဟိုအကောင်းဆုံးစိုက်ပျိုးပြောဖြည့်ရှင်းလို့ရပါတယ်ဗျာကျွန်တော်ကိုယ်တိုင်လည်းတော်တော်လေးဥဒလာရရတယ်ဗောနော်အရင်ကြီးဆုံးကတော့စိတ်တည်ရှိနေကျွန်တော်ဒီနီးစနစ်မမှန်နဲ့တစင်ချင်းကြီးလုပ်ပေးမှုလုပ်ပါတယ်ကျွန်တော်နောက်ဆုံးအနေနဲ့ပြောရရင်တော့ဒီလိုမျိုးဟို IT ကမှာဗောနော်ကျွန်တော်လူတွေနေမကောင်းဖြစ်ရင်လည်းဒီ online အနေပြီးတော့ ခုစားပြီးရဲ့ကြံပြီးရဲ့ဆရာဝန်ရှိနေတယ်လို့ဟိုညီကိုရဲ့အပြင်ဒီမကျမ်းမာတဲ့ခါကြလို့ရှင်လေကျွန်တော်တို့အချိန်ကြီးအာမနာနဲ့ချက်ပေါက်ကနေပြီးတော့ဆက်သွေးပြီးတော့လာရောက်မေးမြန်းလို့ကြပါတယ်လို့ပြောနေလို့ဆက်လိုက်ပါတယ်ခင်ဗျာ